မင်္ဂလာပါရှင်မော်ဝီကျောင်းတို့ရဲ့နေကြိုဆိုလိုက်ပါတယ်ဒီ channel ကနေပရိသတ်များအတွက်ဇလံကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့စာရေးဆရာမင်းတိုင်မီမြရောင်မြေရဲ့အမနုဿတို့တုတ်တန်ပြောင်းခြင်းဆိုတဲ့ပြည့်ရမဇလံကိုတင်ဆက်ပေးသွားမှာပါဇလံလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဖျားကြီးကုန်းတုတ်တန်ရေကြီးမြို့ဘိုးစိမ်မှန်လန်းနဲ့ကျုံမြော်သွားမတော်ကားလမ်းမှာရှိတယ် ရှေးခါလူတီတွေဖုတ်ကြီးမိကြုံမြေမြုပ်ရတင်းကျိုင်းလိုလူတီများတယ်။ကူဟောင်းကူပြူကူပြက်မြေပုံတွေအထက်ထက်ရှိနေတယ်။တုတ်တန်ဆိုတဲ့နေရာမှာကလာတင်းကျိုင်းတရုတ်တင်းကျိုင်းကရင်တင်းကျိုင်းနဲ့မြမတင်းကျိုင်းလိုတော့နေရာတတ်မှတ်ထားတယ်။အဲ့ဒီတုတ်တန်မှာဇေယတစောင်းရှိတယ်။လူတီတွေတရဏဂုံတင်းရနေရမိုးတပြားတွေပေါက်ပြဲလို့တော်တော်ပင်တွေခြုံတွေပက်နေရဲ့ဇေယဇေယရဲ့ရှိမှာညောင်ကျက်ပင်တပင်ရှိတယ် ဒီညောင်ချက်ပင်ကတော့လူတိုင်းကြောက်ကြတယ်။တရေထိတ်နေနေတယ်လို့ပြောကြတယ်။အဲ့ဒီချိန်ကတုတ်တန်ရဲ့ရှေ့ကချန်လူကြီးဝါတော်ကြီးပိန်တော်ကြီးခြုံသူရဲ့ခြုံပြက်ကြီးလို့မြင်ရတယ်။တုတ်တန်ရဲ့အနောက်ဘက်မှာကမထန်လမ်းကြားဆိုတာရှိတယ်။ချမ်းပင်သုံးပင်ကလည်းညဆိုရင်ဖြူဖြူကောင်းကြီးဆင်းလာတဲ့ဆိုပြီးစိတ်ကားသမားတွေပြေးခဲ့ကြတယ်။ဖခင်ကြီးတုတ်တန်ကိုပက်လေဝိုင်းထားတာပြင်ချစိတ်ချောင်းအိမ်မဲချောင်းမဟာစီချောင်းတိဆိုင်ရှာမချောင်း ညူယူတော်ရအကြောင်းတွေရှိတယ်။ဒီအချိန်ကလမ်းတွေရလည်းမကောင်း၊မိရလည်းမှုံမှုံ၊လူရလည်းပြက်တဲ့အချိန်။ညပဲစိတ်ကန်းငှားဖို့တွားဖို့ဆိုတာဒီဖျားကြီးတုတ်တန်ကိုဖျက်ဖို့ဆိုမလိုက်ကြဘူး။ညောင်ကျက်ပင်ကအမဲသားတွင်ဆွဲလိုက်။ညဘက်တွေထွက်လူတယ်။အတင်းလူစားတယ်လို့မကြာခဏပြောတယ်။ကျွန်ုပ်တို့ရေကြီးမှာတုတ်တန်တွေများတယ်။တင်ရတော့တုတ်တန်၊စင်ကူးတုတ်တန်၊ကြာကန်တုတ်တန်၊ပြေကတိုက်ကြောင်းတာဘရောက်ကြောင်တုတ်တန်၊ဘုသူရောကုန်းတုတ်တန်တို့ကလည်းရှိတယ်။ လူသင်အဲ့ဒီမှာပဲနီးစရာရွာတွေကလာမြုပ်လိရှိတယ်။ကျွန်ုပ်မှတ်မိတာ1985 86ထင်းနေဖခင်ကြီးကတုတ်တန်ကိုတောင်လေတုတ်တန်ကိုပြောင်းရွှေ့ဖို့စီဝေးတရကျင်းပပြီးယူနယ်တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ဆောင်ရွက်ကြတော့မယ်။လူကြီးတွေနဲ့တိုင်ပင်ညှိနှိုင်းပြီးတောင်လေရွာထိပ်တမိုင်ခန့်ဝေးတဲ့မြေလူမြေရန်ကိုတတ်မှတ်ပြီးအစ်စ်ပြောင်းရွှေ့ကြမယ်။နေတတ်မှတ်ပြီးတော့မြို့ပေါ်မှာရှိတဲ့ကားလေးကားကြီးတွေကိုဂိမ်မှုဥတန်းနဲ့ဥရွှေအုတ်တို့ကဆင့်ခေါ်ပြီးကားကြီးတွေကို ။ဦးစိမ်မန်လမ်းပေါ်မှာတန်းစီထားကြတယ်။ဘာကြီးမအောင်ဘာကြီးတန်းမိနေကျွန်တော်လိုက်ပါကြည့်ခဲ့တယ်။ချက်ပလက်ကောင်းတို့ခေါင်းရှည်တွေရက်ထားရတယ်။တုတ်တန်မရွှေ့ခင်ကမိစာထုံလို့မိဘဘိုးဘွားရဲ့ကူမြေပုံတူအရှိုးလိုရာယူဆောင်နိုင်တယ်လို့စာပေးပြီးသားဆိုတော့သူထံကတူးယူကြရေတဲ့ညှိုးတဲ့သူမီးရှို့တဲ့သူလေတဲ့ကူပြန်တီသူတွေစုံလို့ပါပဲမိဘမြေကူမောင်နှမတွေရဲ့အရှိုးတော်တန်ရုံးစင်ကြီးခဲ့ရတဲ့သူတွေပဲတမျိုးကြမှာပဲလေ ကိုကျဲစာမိပါတယ်။ပြောင်းမှုစီစဉ်တော့ကဲဒီတုတ်တန်เนี่ยအမနုဿတစေတရေနာနာဘဝရီသင်တို့တုတ်တန်ပြောင်းရမယ်။ရှေ့ဆုံးကားဖို့အရင်တက်ကြ။ရှေ့ဆုံးမှာအဘဥကျော်တို့ရဲ့ချက်ပြက်ကောင်းတို့စပါးဆွဲကားကြီးရှေ့ကမ်းမှာကားကြီးဂိမ်မှုဥတန်ထိုင်ပြီးတော့လိုက်ပို့ရမယ်။ကားကြီးကအလုံးလုံးလှုပ်နေတယ်။အတန်တွေလည်းစူးစူးညံ့ညံ့ကြားရတယ်။ခုံတက်တန်ကလေးငူတန်လုံးလုံးစကားပြောတန်အသေးမကွဲ့ တွန်းတန်ဆွဲတန်တွေကျင့်လောက်လာတယ်။လမ်းပေါ်မှာရက်ကြည့်နေတဲ့လူတို့ကလည်းစိတ်ဝင်တစားကြည့်နေတယ်။ကားကြီးကလေးတွေစန့်တက်လာတယ်။လူပြေးပြီးထွက်တော့အဖဦးကျော်တော်ကားဆက်နှုတ်မောင်းတော့အင်ဂျင်တန်နားကွေးမတက်ကြားရတယ်။ကားကရုံထွက်မရတော့အဖဦးကျော်တော်ကဂီယာကြီးနဲ့မောင်းလည်းမရဘူး။ဘင်းကရွေ့ဦးမရွေ့ပဲရှီရူးနောက်ဆုတ်ဘလူမှမောင်းမရဘူး။လုကြပါဦး။ကားကထွက်လို့မရဘူး။ဦးကျော်တော်လေးလုံးတို့ထင်တယ်။ကိုတန်းရေတော့ပြောပါဦး။လူလျှော့ပေးပါဦးလို့ ဟုတ်ကဲ့ကျွန်တော်သွားပြောလိုက်မယ်ဥက္ကဋ္ဌကြီးဘာထွက်မရအောင်လူလျှော့ပေးဖို့အမိန်ပေးပါဦးဟာဟုတ်သားပဲမင်းတို့တချို့ပြန်စင်းကြစမ်းဘာဘုံကပြန်ခုံချတမ်းကလေးငိုတမ်းစကားပြောတမ်းတွေစူးစူးညံ့ညံ့ကြားရပြန်နေကဲဥကျော်တော်ကားမောင်းပြုတ်ဟုတ်ကဲ့ပါကားကြီးကဘာမှမပါတဲ့ကားလိုအများမြင်နေရပြီမေဘုံအလေးတင်သွားတဲ့ကားလိုတီအီအီနဲ့မောင်းထွက်သွားတယ်ဥတန်လေးဒီအဖြစ်မျိုးတစ်ကြိမ်မှမကြုံရတော့အံ့ဩနေမိတယ် ရောလောကဆိုတာဘုံဤတရားဟောလို့ကြားခဲ့ရပြီမြေအခုတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ်တော်ာဆိုတာလက်တွေ့ကြုံနေရပြီနောက်ကားရစည်းကိုတက်မယ်နောက်ကားဥကလာလီကချက်ပလက်ကြီးတူပို့ပေးရမယ့်သူကတတော်ဦးစည်းဌာနလက်ထောက်ညှို့မှုဦးနာမြင့်သူကအညာသားစကားပြောရင်ကြဲ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 နဲ့အားရှိပါရှိပြောတဲ့သူလူအတန်းအမြဲလို့တယ်ဘာသာရေးလေးစားတဲ့သူပဲရရေးရွာရေးကိစ္စဆိုရှေ့ဆုံးကဥဆောင်လုပ်ကင်တက်တယ် ဥကလာလီကားပေါ်တက်တော့ပထမကားကြီးကိုလှုပ်နေတယ်။တန်မျိုးစုံကြားနေရတယ်။ကားပြေးပြီးထင်တော့ဥက္ကဋ္ဌအမိန်ပေးတယ်။တော်ပြီကားထွက်တော့ပြုဟုတ်ကဲ့ပါ။ဥကလာလီကဆက်နိုးလိုက်တယ်။ကားကြီးကမိခိုးတွေမှောင်းလို့ကားကထွက်မရတော့ဘူး။ဥကလာလီအသားကငကွားမှမဲတဲ့သူမိသူတို့ဖြစ်သွားတော့မလားပဲဦးလာမြင့်ဥက္ကဋ္ဌတော်တော်များနေရလောက်ပါအောင်ထွက်မရအောင်ခုနကလိုပဲပြန်လျှော်ခန်းရတယ်ဒီနောက်မှာတော့ဥကလာလီကတီးအီးနဲ့ထွက်သွားတယ် အရင်နာဦးအောင်စိန်ကဦးကျင်ကဦးအောင်သိန်းကတစည်းပြီးတစည်းမောင်းထွက်သွားတယ်။တောင်လေရောက်တော့အဘဦးကျော်တို့တို့ကရှေ့ဆုံးကတောင်လေမှာရှက်ကားပေါ်ကအမနုဿတွေချပြီးပြန်ထွက်လာ။နောက်တစ်ခေါက်တင်းအားအလုံးလေးတစ်ခေါက်ပြီးတစ်ခေါက်တင်လိုက်ပို့လိုက်နေပဲ။ကလားတင်းချမ်းရအမနုဿတွေတင်တော့ကလားရောတဲ့တန်မျိုးတရုတ်တင်းချမ်းရအမနုဿတွေတင်တော့တရုတ်ရောတယ်လို့ကရင်တင်းချမ်းရအမနုဿတွေတင်တော့ကရင်ရောတဲ့တန်တွေ အဖဦးကျော်တို့တို့ကားသမားတွေနဲ့ဦးတန်ဦးလာမြင့်ဦးတင်အေးဦးမြငွေတို့ကြားနေရတယ်။ကုညံနဲ့ဦးတင်အေးကကြောက်နေတယ်။ဒါပေမဲ့တန်ဝင်ရပေါ့။သူတို့နေဝင်မိုးချုပ်ထိကားတွေဆွဲနေရတယ်။နောက်ဆုံးခေါက်လျှောက်တော့အမနုတနေသွားတယ်ထင်းတယ်။ကားကပုတ်ပုတ်လေးမောင်းရတယ်လို့အဖဦးကျော်တို့နဲ့ဦးလေးဦးအောင်သိန်းတို့ကပြန်ပြောကြတယ်။ဖခင်ကြီးကတုတ်တန်တော့တောင်လေတုတ်တန်ကိုရွှေ့လိုက်တယ်။အဲ့ဒီမှာတုတ်တန်ဆောင်ကစီပင်ကတောင်းဝန်ပေးတဲ့အဖဦးနာရွှေတို့ ဥအောင်တန်တို့လိုက်ပါသွားကြတယ်။သူတို့နေဖို့အိမ်လေးတွေလည်းစောက်ပေးလိုက်တယ်။သုတ်တန်အောင်ဖြစ်တဲ့ဖခင်ကြီးကောင်သုတ်တန်မှာလူတွေမမြုပ်ရအောင်လို့အမိတ်ထုတ်ထားတယ်။ဒီအတူပဲဗရောက်ချောင်းနဲ့ဘုသူတော်ကောင်သုတ်တန်မှာလည်းလူတွေမမြုပ်ရတော့ဘူး။အားလုံးအမိတ်စာတွေကတ်ထားလိုက်တယ်။နောက်နေ့လက်ဖက်ရည်ဆိုင်မှာဂိမ်မှုဥတန်းတို့ဥလာမြင့်တို့လူကြီးတွေစုံတော့မင်းရသုတ်တန်ရွှေရဲ့ကြောင်းတယောက်တည်းနဲ့ပြောကြတယ်။တွေ့ကြုံတစ်ခါမှမရှိတော့အံ့ဩကြတယ်။ဂိမ်မှုဥတန်းရဲ့ ကျွန်တော်တို့တော်တော်လန့်သွားတယ်ဘာမှမရှိတဲ့ကားကြီးကလေးတွေကုန်းနေတာဆန့်လိုက်ကြည့်ဗျာနောက်ပြီးလူစကားပြောရဲ့တန်တွေကလေးငိုတန်းခုံတက်လိုက်တာများကားကြီးလှုပ်သွားတယ်ဟုတ်တယ်ကိုလှမ်းမြည်အပါဦးကျော်တို့လို့ဆိုတာကားစရာကြီးဗျသူတော်မျက်နှာချွေးသုံးလိုက်မောင်းလိုက်နေဇောချွေးပြန်နေတာမင်းမင်ဦးဗျာဘာခံနိုင်မှလဲရှေးမီတင်းဆိုရင် အမိတ်ပြန်မနေနိုင်ဘူးဗျဟုတ်ပါရဲ့ဦးမြန်ငွေဒီချိန်ကိုသိရင်တယောက်တစ်ဖက်ရိုက်ဆိုင်ထဲဝင်လာတယ် ကိုသိန်းဦးတန်းတို့စီကိုလာပြီးအကျိုးကြောင်းလာပြောတယ်။ဦးတန်းပြိရကတိုက်ကြောင်းစီရတော့ရလာခဲ့ပါဦးနဲ့။ဘသူပါသေးလဲကိုသိန်း။တတော်ဦးလာမြင့်မှာခေါ်ခဲ့ပါတဲ့။ဟုတ်ပါပြီ။လာခဲ့မင်းလို့ရှောက်ပေးပါ။ဘာကိစ္စလို့ပြောသေးလဲ။အဲ့ဒါတော့ဟိုရောက်မှသိမယ်ဗျ။ဒီအချိန်ကိုစိန်မောင်းရ။ဟိုတစေကိစ္စဖြစ်မှာပေါ့ကွာ။ခေမူးဦးတန်းနဲ့တတော်ဦးလာမြင့်တို့ဆရာတော်ကျောင်းကိုစပင်းကိုစီစီးပြီးတော့သွားကြတယ်။ဆရာတော်ဦးညာတို့ကပြလက်ထိုင်မှာထိုင်နေတယ်။ ညာရှိကိုကျန်တော်ကြီးကတော့ပြီးထိုင်နေတဲ့ချိန်တတော်ဦးစီးနဲ့ဦးတန်တို့ဖုန်းကြီးခေါ်လိုက်တာလာလို့ဝမ်းသာပါတယ်။မှန်မှတပည့်တော်တို့ဗကိစ္စများရှိလို့ပါလေဗျာ။ပြောမေကိစ္စနာနာဘဝဝိညာဘဝကိစ္စပဲ။ဘနုပါလေဗျာ။ဒီလိုကိုမင်းတို့မနေ့ကတုတ်တန်ပြောင်းနေလို့ငါကြားတယ်။မှန်ပါတယ်ဗျာ။ကောင်းပါတယ်။ဒီကြောင့်ရှိမှာဘရောက်ကြောင့်တုတ်တန်ပါလေ။တခါတည်းအနှံ့အသက်တွေ ပုံဟောင်းနေရမကောင်း။မှန်မှ အဲ့ဒါကြောင့်မြို့နယ်ဝေးရဲ့နေရာ ပြောင်းရတာပါဗျာဒီလိုငါငါစီကိုလင်မယားသားမိငါရောက်ရောက်လာတယ်ငါကလူတွေထင်နေတာဘေးဟုတ်မလဲငါသူတို့ဒီလိုမေးတာတကားတကားမတို့ကျုပ်เจ้าကိုမိုးချုံမှာဘာကြောင့်လာတာလဲညာဆိုဘသူမှမလာရဲကျုပ်เจ้าကိုလာတယ်ဆိုတော့ဘသူရင်းလဲဘယ်ကလာတာလဲတပည့်တော်ကဲပါအောင်ဖျားဘလူကြောင့်ကဲရမှာလဲပစံဆိုရင်တော့ကျုပ်တရားမှမရှိဘူးနော် မဟုတ်ပါဘူးဖျားတပည့်တော်တို့က ။ဖခင်ကြီးကတုတ်တန်ထဲမှာနေတာပါ။ဘသူမို့လဲ။တပည့်တော်တို့ကနန္နာဘဝတွေပါ။ဒီတုတ်တန်မှာမိသားစုနဲ့နေကြပါတယ်။နှစ်တွင်လည်းကြပြီ။ခုတော့တပည့်တော်တို့အိမ်တွေဆွေမျိုးတွေမတွေ့တော့ပါဘူးဖခင်။ရွာလေးပြက်သွားပါပြီ။မင်းတို့ကအမနုဿတွေကိုဘဲသွားနေကြလို့လဲ။မှန်ပါတယ်ဖခင်။ခင်ကြီးနူနေပါတယ်။ကောင်းပြီ။ဒါဆိုမင်းတို့မိသားစုရှိတဲ့နေရာပို့ပေးရမှာပေါ့။ဟုတ်လား။ဟုတ်ပါတယ်ဖခင်။ နေဖို့နေရာလဲပေးပါ။ငါအเจ้าထဲမှာဘုံမီးရတိုက်တွေများတယ်။ဘသူမှအဝင်မခံကြဘူး။နင်းတို့တောင်းလေကိုပို့ပေးမယ်။မှန်ပါဗျာ။အဲ့ဒီလိုပဲတစ်တော်ဦးစီးမှုနဲ့ကိုတန်းရီဒီတော့မင်းတို့ကကားတစ်ခေါက်ဆွဲပြီးတော့သူတို့ခေါ်တင်ပြီးတောင်းလေတုတ်တံကိုတွားပို့လိုက်ပါ။မှန်ပါဗျာ။စီစဉ်ပေးပါမယ်။ကဲမှတ်ထားကြအောင်။ဟိုရောက်ရင်ဒီတုတ်တံမှာစောင့်ကြက်တဲ့တုတ်တံဆောင်နှမင်းနဲ့ကွင်းပိုင်ရို့ညာခီးလူနေတဲ့အမနုတ္တရီရောက်ပါပြီ။ အနံမာတယ်လို့ပြောနော်မဟုတ်ရင်လက်ခံမှာမဟုတ်ဘူးမှန်ပါဗျာစိတ်ချပါပြောပေးပါမယ်ဦးလာမြန်ရှောက်တယ်သူတို့ကဘလို့ဖြစ်လို့ကြံခဲ့ရလဲဗျာဦးတန်းမေးတော့မင်းတို့မှလည်းရေမြေတင်းအုပ်ချုပ်တဲ့လူကြီးအစင်းစင်းရှိတယ်လို့သူတို့မှလည်းဘဝဟောင်းဟာဆွေဟောင်းမျိုးဟောင်းတွေအစုအဖွဲ့နဲ့မိသားစုနဲ့နေကြတဲ့အမနုဿတွေမကြွမလွတ်နိုင်ဘူးတရွာနေစွန့်တုတ်တာဖိတ်ခေါ်တာအစားအစာရှာတဲ့ချိန်ခီးလွန်နေမယ်ပြန်လာတော့သူတို့နေတဲ့နေရာကြီးမတွေ့တော့ နေစရာမရှိလို့ငါစီကိုလာလျှောက်တာပေါ့မှန်မှဆရာတော်ကြီးမိမသိပါလေဖေ။အေးကွာငါပြောတဲ့အတိုင်းသာလုပ်ပေးကြပါဦး။သိကြပါဗျာ။ဒီနေ့ပဲစီစဉ်လိုက်ပါမယ်။ဒီနောက်မှာတော့ဦးတန်းတို့နှစ်ယောက်အဘဦးကျော်တို့ကနေကျန်နေတဲ့အမနုတာမိသားစုအမိန်ပေးတဲ့တောင်လေတုတ်တန်ကိုကားနဲ့ပို့လိုက်တယ်။စင်းသွားတဲ့အတန်းစူးစူးညံ့ညံ့တွေကြားရတယ်။နောက်ဆရာတော်ကြီးအမိန်ပေးလိုက်တဲ့အတိုင်းဦးတန်းနဲ့ဦးနာမြင့်တို့ပြောဆိုစီစဉ်ထားခဲ့ပြီး ကားနဲ့ပြန်ခဲ့ကြတယ်။နောက်နေ့မနေ့ရောက်တော့ဦးမမင်းနဲ့ဦးတန်းတို့ဆရာတော်ကြီးစီကိုသွားပြန်တယ်။ရင်းတို့လာတာနဲ့တော်ပဲ။မှန်မှမိရှိပါဗျာ။ညကငါ့ကိုအိမ်မက်ပေးတယ်။ရင်းတို့ပို့လိုက်တဲ့မိသားစုကသူတို့ရွာနဲ့သူတို့မျိုးတွေပြန်တွေ့ပြီတဲ့။ငါပြောဖို့တင်းရီကိုစောင့်နေရ။ခုတော့တော်ပဲပေါ့။မှန်မှဗျာ။တပည့်တော်တို့နဲ့တခါမှဒီလိုမကြုံဘူး။အေးရင်းတို့ပြွာလောကဆိုတာငါတို့ဖျားဟောတယ်ကွ။ငါအကြောင်းနဲ့မှကြည့် ဖျားပြက်တွေကျောင်းဟိုကျောင်းပြက်တွေတိရှိမှာပြည်ကတိုင်ကျောင်းကြီးဟိုနှစ်ပရိစေတာတော်တော်ကြာပြီတတော်ဦးလာမင်းကနောက်မှရောက်တော့မသိပြီမေကိုတန်းကတော့ဒီဟာသားဆိုတော့သိပါလိမ့်မယ်မှန်ပါဗျာဒီပြည်ကတိုင်ကျောင်းဆိုတာပသိမ့်ပရင်သမုဒ္ဒလေးပါတာနဲ့ဥမာတန်ဒီမိဖုရားတို့ပသိမ့်32မြို့မှာကြိုက်တမောဆိုတာငါတို့မြို့ပဲသူတို့ခေတ္တကမင်းတို့သိမှာပေါ့ဒီပြည်နဲ့မိဖုရားသာသနာပြုမင်းတွေမို့လား ရေကြီးမှာခုဖူးမြော်နေရတဲ့ဒီပါယုံတို့ကျူပါယုံတို့လေတော်ယုံတို့နန်းဦးအဲ့ဒီစီတွေကသူတို့ကောင်းမှုပေါ့ဒီတော့သူတို့တီထားကိုးကွယ်ခဲ့တာမြို့ကိုလည်းကြည့်မြို့ရိုးပြအိုးကျုံဆိုတာမြို့ရိုးတော်ရအကြောင်းဆိုတာလေမြို့ရိုးပေါ်တီထားရမို့လားကြိုက်ပါရင်မွန်တွေနေတယ်လို့မှတ်ထားကြကွာမှန်မှဗျာကိုလုံးကကြိုက်တယ်မော်မျိုးတဲ့ပန်းတွေပေါ်တော့ပန်းတော်လို့ခေါ်တာပေါ့နောက်မှရေကြီးလို့ပြောင်းခေါ်တာအဲ့ဒါတို့ရေကြီးမှာ ရေကောင်းရေတန့်ရှိတယ်။တွင်းရသေးတွင်ရေတွင်းသုံးလုံးထန်းတော်ကြောင့်ရှိရေတွင်းတွေဟာရေကောင်းတယ်။တောင်လို့အင်မတန်ကောင်းခက်လို့မကုန်ဘူး။အဲ့ဒါကြောင့်ရေကြီးကိုခေါ်သလားပဲ။ဖြစ်နိုင်ပါလေဗျာ။တမိုင်းတိတဲ့နောက်ပြောရရင်ဒီပိရကတ်တိုက်ကြောင်းရမင်းတို့မင်းလက်ထက်တရဆရာတော်ကြီးဥအောင်မွေရပြုပြင်ခဲ့သေးတယ်။ဟိုမှာ1245လို့ရေးထားတယ်။ဒီဝမင်းပါတော်မူတော့ဒီကြောင်းကြီးမှာမိညီမင်းသားဘယင်မိဖုရား စ်သူကြီးနန်းဝင်နန်းစားသုံးဆောင်တွေရှိသေးတယ်။ပြီးရက်ကစားပြီးပေပရပိုက်တွေနဲ့ကျုံးတစ်တာတွေနဲ့ရှိသေးတယ်။ဆရာတော်ကြီးကရဲနာဘုံနေပြည်တော်ထိပေါရောက်တဲ့ပညာတတ်ဆရာတော်ကြီးဒီငလေးခေတ်ကိုရောက်တော့တော်လည်းရင်လုတ်သေးတယ်။နောက်တော့အဲ့ဒီခေတ်မှာဘဝနတ်ထံဆံမြန်းတော်မူတယ်ကွ။ဆရာတော်ကြီးဘဝနတ်ထံပြန်လုံတော်မူမှအဲ့ဒီပစ္စည်းတွေမိုးရွာနေဘူးခြတ်တက်ဖြစ်တော့ရန်ကုန်ကထင်ရဲ့သမိုင်းဌာနသိမ့်သွားတယ်။မှန်ပါဗျာ။ ဒီတော့ပြိတကတ်တိုက်ကြောင်းကြီးကပျက်စီးနေယိုယွင်းလာတယ်။ဇေဒီပထိုးတွေနဲ့ပျက်စီးကုန်နေပုံမီယာတိုက်နယ်တွေကသူတို့နေစရာရလာတယ်။ခုငါကျောင်းထဲမှာတိုက်ဆောင်နေရှိတယ်။မှန်ပါဗျာ။အရှင်ဘုရားကျောင်းကဘုံကြီးမမြဲဘူးဆိုတာကြားပါတယ်။ငါတော့တပားနေနေတာ။သူတို့လာစကားပြောတာပဲ။ငါခီးသွားရင်ငါတပည့်တိတ်ညာလွင်တင်နေသူဆိုရင်တိတ်လက်မခံချင်ဘူး။အမျိုးမျိုးချောင်းလက်လွတ်တယ်။ဒါကြောင့်ငါလဲကျောင်းသားမထား။ကိုရင်မရှိဖြစ်နေတာ ူတို့ကကံမစိတ်ကြီးရတာဆိုတော့ဖန်ဆင်းပြနိုင်နေကွ။ငါအကြောင်းထဲမှာတရက်မရမ်းဖန်ကားစီးရှားပြူစုံနေရပဲသူတို့လားမခုရင်ခုရင်သူတိုင်းနဲ့သူကံမို့ကွာ။မှန်ပါကြောက်စရာပါဗျာ။ဒီပိရကတိုက်ကြောင်းမှာငါအကြောင်းတိုင်မို့တိုက်တွန်းတာငါနဲ့ဖျားကြီးစာတင်တိုင်းငတိုင်းကြောင်းမှာအတူစာတင်ခဲ့ရတဲ့ဖျားကြီးဆရာတော်ဥပညာတာရတရတော်ဥစနကပြင်ကိုယ်ကုံဥစည်းရောင်ပြေကွင်းဥတီဟာနဲ့ နေတကွင်းဦးဆက်ကားလို့ပေါ့ကွာသူတို့နဲ့ငါခိုင်းကဏ္ဍကွဲခြားပြီမိတူတူနေကြတာပါဒီတော့ငါကတော့တိုက်ကိုနိုင်နေငါပြောတဲ့စကားနားထောင်နေကွမှန်မှဖေမင်းတို့လည်းတောင်းဝန်ကြည်သွားကြပြီငါလည်းခဏနားအောင်မိဦးလာမြင့်နဲ့ဦးတန်းတို့ပြန်ကြပြီဆရာတော်နဲ့တွေ့တဲ့အကြောင်းကိုအဖေဆိုင်မှာပြောကြတယ်စိတ်ဝင်တစားနားထောင်မိတယ်နောက်တနားခန့်ကျတော့မြို့တန်ရှင်ရေးဖွဲ့ကဖေအီကုံတုတ်တန်ကိုခြုံရှင်းမြေရိုးဆက်တွေနဲ့ရှင်းလင်းထိုးကြည့်ပြီးရေဖို့ကြတယ် ဒီကကမထမ်းလန်းနာမှာခြုံခြုံကြံ့နေသေးတယ်။ဒီချိန်ုံမြေလို့ဆက်နဲ့ထိုးတော့ဆက်ကရက်သွားတယ်။သုံးချိန်သုံးကထိုးလဲဆက်ကရက်သွားမယ့်ဖြစ်တော့မြေလို့ဆက်သမားစင့်ကြည့်တော့အုံဟောင်းအုပ်ကျိုးတွေနဲ့ဇေဒီတစုနုခံမန်းရလို့မြေလို့ဆက်နဲ့မထိုးပဲထားခဲ့တယ်။အဲ့ဒီနေရာမှာဘုကနောက်ဆိုင်ဇေဒီသုံးစုရှိနေတယ်။ကမထမ်းလန်းတာချားပြီးမြေလို့ထွာတာကြောင့်တမန်ဝင်နှစ်ပေါင်း150ကျော်ကတီဟူဘောရီပင်ကြီးနဲ့ရှိနေတယ် ဒီအချိန်ကတစ်ပင်ခြုံရည်များလို့ညီမကောင်းအောင်ရှိနေတယ်။ကျွန်တို့လည်းညူယူစရာတော့ဥတုမနဘဝနဲ့ထံပြန်လွန်တော်မူတော့အဲ့ဒီနေရာအနည်းအတွင်းအဂိသဗနာကျင်းပပူဇော်ရကိုလိုက်ပါကြည့်ခဲ့ဘူးလေ။ရှေးကန်တကန်နဲ့ခြုံရည်တော်ကြီးတွေပက်လေဝိုင်းနေနေရပဲ။1353ခုနှစ်မှာအခုညူယူဒေါ်ရာကျောင်းတိုင်စရာတော့ဥဝိနာတိရိဗရဏနာယကဖြစ်လာတော့မှကျင့်ရဆုံမြေလေးကိုရေစင်းကဥမျိုးစုံစီပင်ကနေမျိုးသိမ်း ဦးတင်မြင့်နဲ့ကျွန်ုပ်တို့ညီနိုင်တန်းမြင်ပြီးချန်ကာခဲ့တယ်။ဒီနောက်ဇေဒီသုံးစုပေါင်းပြီးဆရာတော်ကရွှေရကုံပုံသူဇေဒီတီထားပြီးအောင်ဖုံးတော်ပြေဇေဒီနုပွဲတော်တမုတ်ခဲ့တယ်။ဒါပြင်ကျောင်းတိုက်ကြီးအသေးပြုပြင်ဇေဒီပထူသာသနီကအစာဦးတွေစောင့်လုပ်ခဲ့တယ်လို့အဲ့ဒီဗောရီပင်ကိုလေမဟာရှန်တိုင်းရှင်ပြင်းတော်ကြောက်ပြခင်းခဲ့တယ်။ပွင့်တော်မူပြီးဖရားလေးစုတီထားခဲ့တယ်။ဒီနောက်ကြိုက်သီးဦးဇေဒီကိုလေမြစ်စွာဘုရားဆန်တော်ထာပနာလို့တီထားခဲ့ပြီးပြီ။ဒီအတူ အောင်ဖုံးတော်ပြည်စေရီတော်ရဲ့တစ်ဖက်ကြာကံဘက်သွားလမ်းမှာစေရီဟောင်းတစုဦးအောင်တော်တင်ဝင်းတို့ကပြန်လည်ပြုပြင်တည်ထားခဲ့တယ်။ဘုသူတော်ကုံတုတ်တံမှာရှိတဲ့ဘုရားဟောင်းကြီးကိုရေကြည်မြို့နယ်တန်ခါနာယကဥက္ကဋ္ဌဆရာတော်ဦးအိနာဝန်တပြန်လည်တည်ထားကိုးကွယ်ခဲ့ပြန်တယ်။သာသနိကအဆောက်အဦတွေနဲ့ဖူးတွေ့နေရပြီ။ပြည်ကတိုက်ကြောင်းဤဘရောင်းချောင်းတုတ်တံဦးလဲရှင်းလင်းမြည်ညိပြီးတော့ရုံးဆောက်ခဲ့တယ်။ပြည်ကတိုက်ကြောင်းဗရဏနာယကဆရာတော်ဦးအိန်တော်က ပြန်လေတည်တာပြုပြင်လျက်ရှိတယ်။ရခိုင်အမရုတာတို့တုတ်တန်ပြောင်းခဲ့တဲ့ဖျားကြီးကုန်းတုတ်တန်နေရမှာရုံးတွေကိုရံတွေဆောက်လုပ်ခဲ့တယ်။တောင်လေတုတ်တန်မှာတော့အောင်သိတိကျောင်းနိုင်ဆရာတော်ဥရောပါတာဥဆောင်ပြီးမိတကျိုးဆက်ကားပါခင်နဲ့တက်ရက်စီရဲ့တုတ်တန်ဖြစ်လာတယ်။မော်တော်ယာဉ်တွေသွာလာနိုင်ရေးကိုလည်းကတရားလမ်းပြင်ဆောင်ရွက်ပြီးဖြစ်တယ်။လမ်းတလျှောက်လေလူနေအိမ်တွေတော်တော်များတယ်။လက်သမင်းကုန်းတို့အနောက်ကုန်းတို့စလင်းကုန်းတို့လည်းနှီးသွားတယ်။ရှေးကျောင်းကုန်းသားမှာ အဖဘူးမင်းကောင်ရဲ့သုံးပါးခက်ကျော်စီရီရှိတယ်။သလင်းကုန်းမှာစီရီတော်ဟောင်းတစ်စုရှိတယ်။ရွှေချန်းကုန်းစီရီ6စုပြီးစီပြီ။ဘုရားကြီးကုန်းတုတ်တန်အရှင်ကအနေထာယုံမြင်ရပြီမိ။အခုတော့တုတ်တန်မှမသိတော့ဘူး။အရင်ညဘက်သွားရင်ညောင်ကျက်ပင်ကတရေထိတ်နေရ။မေတာဝတ္တန်လူစားလို့တမ်းမီဘောကဖြူဖြူကောင်းကြီးစင်လာပြီးလမ်းပေါ်မှာမတ်တက်ရက်လို့စပ်ပြိုးကြီးဝင်တဲ့မော်တော်ဆိုင်ကိုခွေးရောင်ဆောင်တိုးမိလို့တတိမယဆင်းရုံတင်းရရလို့အမနုဿတွေနှောက်ရက်တဲ့အတန်မကြမိတော့ဘူး။ တုတ်တန်ရဲ့ရှိအရင်တော့ကချန်လူကြီးတွေမှာဥအောင်မြရဲ့ချန်ကြီးစံစက်ရွှေမြင့်မြမထမင်းဆိုင်ကားဝက်လျှော့ဆိုင်လူနေအိမ်တွေတော့ပြည့်နေပြီတစီချောက်ဆရာမရှိတော့ကြောက်ဆရာမလိုတော့ဒါပေမဲ့ဘရောက်ချောင်တုတ်တန်စိတ်ကားစီးရဲ့မင်းကလေးတယောက်ကြောင့်ပြောမယ်1989ခုနှစ်လောက်ကကျုံပြုံကနေတဏိဆွဲပူတဲ့စိတ်ကားသမားနှစ်ယောက်ချင်းကုန်းရောင်သွားခဲ့တယ်မိုးချိုခန်ဒီမှာသူတို့ပြန်လာရင်ဘရောက်ချောင်တုတ်တန်ကြတော့မျိုးသမီးတယောက်က လမ်းပေါ်မှာမတ်တည့်ရဲ့စောင့်နေတယ်။သူကမြမဆန်ဆန်လှတယ်။စနင်းပိုင်းလွေထားတယ်။ရွှေကောင်းလေးသူတို့စိုက်ကားစီးကျုံပြောပြန်မယ်ဆိုလို့တင်းသွားတယ်။မိုးချုပ်တော့မင်းကလေးရဲ့အသားနဲ့စိုက်ကားသမားအသားထိနိုင်ရင်ကျင်ကနေနေတယ်တဲ့။ဒီကောင်ကမျှပွေတဲ့ကောင်။ရှေ့ကစိုက်ကားသမားနင်းသွားပြီ။သူကလူလူတဲ့နေရာမှာအပိုင်ဆိုပြီးတော့နောက်ကျနင်းနေတဲ့။ရေကြီးပြင်ကွင်ယာကြီးကွင်းတရားလျှောက်တော့ကိုကိုဝင်းကနှစ်သက်တမ်းရာကျော်ရီနာပေါ်ပါဆင်းသေးတယ်။ 我抽的来抽嘛，都看有少年，打工耍了嘛都担心的。哎，小周，别个伢世界也不标哩，先到了都连哪个来到了，都等你来上学，别个伢都衰的哩。所以，小英嘞，别个伢伢来呀，立满怒急的，到里啊姐姐，伢老啊彪彪，都衰了来急叫出来嘞，我比劳了，老早里伢乱的嘞，哎呀，世界他妈的，伢说，路没停，没来也站到。 ဒီတရင်ကတော်တော်ပြန့်သွားသေးတယ်။ဒီလိုတောင်းချင်ရင်ဒီလိုဖြစ်တယ်ဆိုတာဘရဝလောကနန္နာဘဝတွေကပြလိုက်တာပဲ။ကမ္မစိတ်ထိတကူဆိုတာပေါ့။ကျွန်တို့ဟင်းသရဏာထိမင်တာကျိုးတဲ့နေ့ကသဝင်းကျင်တစ်ခုလုံးမြကြီးလူဖြစ်သွားတယ်။ဇေယနေချင်းညချင်းတက်တယ်။ဇွန်ရွယ်ကုန်းနာလမ်းတွေပြက်သစ်ပင်တွေအမြင့်ကကျွန့်လင်းလူတွေသေးရွာတွေပြောက်ခြေပြီးဒုက္ခကြုံရတယ်။ဒေကုန်းတိုက်ပြက်ကွင်းနေရရွာတွေလင်းရေမြုပ်ကုန်းတော့ ရေကြီးပြေးလာကြတယ်။ဒီရေရှင်ကဘလောက်ပြင်းလဲဆိုရင်အောင်စန်းလာမိတိနာတဒိုင်းရေတိုင်စားလို့ပြိုကြတယ်။ကျွဲရီဖြက်ကူးတဲ့ချိန်ကျွဲကူးကောင်ပါလို့ရေနစ်သေးတယ်။နောက်ရေမျိုးကဥကြောတန်းရှီတန်းကုန်းတရားမှာရေနစ်ဆုံးနေ။အခုဥတန်းညိုကလည်းလေမောက်ဆုံးနေ။မိတိနာရိုးချောင်းထဲမှာလူတင်လောင်းနေမျောလာတယ်။ကျုံမျောရေကြီးနန်းမိတိနာတဒားလေးကျိုးသေးတယ်။ရေဘေးဒုက္ခကြောင့်အင်မတန်ထင်ရှားတဲ့နာရီစုတစ်တရားလေးပါသွားတယ်။ရေကျသွားတော့ ၄ကြီးနာတရားကိုပြန်ဆောက်ဖို့မြို့နယ်အင်ဂျင်နီယာဦးတန်းညွတ်တရားငုတ်ကိုဖောင်ဒေးရှင်းချရေးဖို့ကြော်လာနောက်နေ့ပြန်မြုပ်သွားတယ်ဒီလိုနဲ့၃ချိန်လောက်ဖြစ်တော့သူတို့စိုးရင်လာတယ်နောက်တော့ပြည်ကတိုက်ကြောင်းဆရာတော်ထံသွားလျှောက်တယ်တဲ့တိုက်နဲ့မလွတ်လို့ပါဘလို့လောက်ရမလဲဖေဆံရပွဲပြင်းဘုံမီးရနဲ့စောင့်နေကိုပူဇော်ရမယ်မှန်မှလိုအပ်တာဆောင်ရွက်ပေးပါမယ်ဘုံမဒေဝတာဆိုတာမြေကိုစောင့်နေတဲ့သူတို့ကမြေကြီးကိုပိုင်တာသူတို့ဘုံဘိမှန်ကိုကြည့်ရင်လက်မခံဘူး တကားတို့အန်ရည်မဖြစ်တာတော်သေးတယ်။ကျုပ်တောင်းပန်ပေးပါမယ်။မှန်ပါဗျာ။မင်းဒီနာတရာတကယ်ပြည့်ရဲ့စမ်းငယ်တယ်။သိပ္ပံပညာသားတူးရင်ရှာရထင်ပေမဲ့ဘုံမီးရရဘယ်လက်ခံမလဲ။သူတို့နောက်ဆုံးတော့ပွေးမြောက်ပူဇော်တော့မှအဲ့ဒီတရာအောင်မြင်စွာပြီးသွားတယ်။နောက်ဆိုးတာဖာလီယုံဆိုတာဘုသူရောကုန်းတုတ်တန်နာမှာရှိတယ်။ကားမောက်တစ်ပင်နဲ့တိုက်ဆိုင်ကယ်မောက်အဲ့ဒီနေရာမှာတည်တဲ့သူမနေဘူး။ဒိန်းနောင်မောင်းစင်ကတွေ့ကြုံတခုရခဲ့တယ်။ ထင်းဒီတင်မောင်းလာတော့ကျွန်ုပ်ဒိန်းနှောင်းပေါ်ဖြူဖြူကောင်ကြီးတက်လိုက်လာတာမြင်ရတယ်။ပခုံးမို့တောက်တဲ့လူလူပုတ်တင်ညိုလူလူတက်လို့ပုတ်ချလိုက်တယ်။အဲ့ဒီတည်းကဒိန်းနှောင်းကမိကိုရီထွက်ဆက်ကမယုံနိုင်တော့ဆက်မောင်းရလေးလုံးတို့တိတ်မကောင်းတော့နောက်တော့လမ်းကြားရေကအောင်စံတွင်းလမ်းဝင်တော့ရှော့ကူတော်နားမှာတရားလေးရောက်ဆက်မယုံလို့ဂီယာချင်းနောက်ဆိုရင်တရားပေါင်ပဲ့ပြီးတော့ဒိန်းနှောင်းအောက်ကျသွားတယ်။အဲ့ဒါလေနန္နာဘဝဝိညာဘဝမှာ ပိုင်ချထားတာလို့သိရတယ်။တရားကြုံရင်မလိုက်နိုင်လို့လောက်တာဖြစ်တယ်။အခုတော့တိုးတက်လာတဲ့အင်ဂျင်နူဦးရင်နဲ့ခြံလို့မြင်လို့မရှိသလောက်ဖြစ်လာတော့နာနာဘဝဝိနာဘဝတရေတစီတို့နေစရာတစ်ပင်တွေမှာပဲခူနေကြတယ်ထင်ပါရဲ့။သူတို့နေတဲ့ပိတ်တာဘုံကလူတွေနေတဲ့အနုတဘုံထဲမှာနေကြတာ။တည်သွားလို့အယူတိန်ဘဝကူးမကောင်းကြဘူး။ကုသိုလ်ကောင်းမှုနေသူစေတနာတရားတရားနေသူအကုသိုလ်တူးစီရိုက်များသူတို့ကမကျွတ်မလွတ်တဲ့ဘဝ ပြည်နိုင်ငံညင်းစေဘဝကနေဆင်းရဲဒုက္ခနဲ့ကြုံနေရတဲ့ပိတ်တံဘဝဘယ်တော့များမှကျွတ်လွန်နိုင်မှာမလဲသူတို့မိခိုးနေထိုင်ရာဖြစ်တဲ့သုတ်တန်တင်ချိုင်ပြောင်းရွှေ့ရင်လေသူတို့မိသားစုအသင်းအဖွဲ့ဆွေစုမျိုးစုတွေနဲ့နေထိုင်ကြကြောင်းအလားတက်တက်ကားတွေကဝန်လေးတင်မောင်းခဲ့ရတဲ့ကားဆရာကြီးနဲ့လူကြီးတွေနဲ့ကွယ်လွန်သွားကုန်ပြီကောင်းရသူရီပုံပိမဲ့ရောက်ရှိခံစားနိုင်ပါစေလို့စုမုံကောင်တောင်းလိုက်ပါတယ်ဇလန်လီယာဒီမှာပဲပြီးဆုံးသွားပါပြီ နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်